ဧရာဝတီမြစ်ရေတိုးလာတာနဲ့မိုးရွာသွန်းမှုကြောင့်ဘကိုးတိုင်းဗရောင်းမြို့နယ်ထုံးဘုံမြို့ကရပ်ကွက်6ခုလောက်ရေနစ်မြုပ်နေပါတယ်။ဒီသတင်းကိုတော့ကိုမင်းညိုပြပို့ထားပါတယ်ရှင်။ဖုံးဖို့မျိုးရဲ့ဒီနေရာကတော့နှစ်ဆယ်အမြဲတမ်းဒီချိန်ဆိုလို့ရှိရင်ရေတက်နေကြရေကြီးနေကြရက်ွက်တော့ဖြစ်ပါတယ်။သူတို့အမြဲတမ်းဒီရေကြီးတဲ့တန်းကိုခံစားရတဲ့ရက်ွက်တွေလည်းဖြစ်ပါတယ်။အဓိကဒီရက်ွက်ကတော့ခက်တိရရက်ွက်လို့ခေါ်တယ်။ ဘွားတွင်ဆိုရင်ရေးတက်တာပုံမှန်တက်တာလေနှစ်စဉ်နေတိုင်းဒုက္ခရောက်တယ်သမီးတို့တွေနှစ်စဉ်နေတိုင်းပြန်မရွှေ့ရတယ်အဲ့လိုမျိုးတရားဥပဒေတော်မှာဖုန်းကြောင်းကမှာတစ်လလောက်နေရတယ်ပေါ့နော်သမီးတို့ဒီမှာကြောင်းသွားတဲ့လူတွေလည်းခက်ခဲတယ်ကြောင်းပြက်ကြတဲ့လူတွေလည်းပေါ့နော်စောင့်ဝင်နေရတော့ဒီလိုပဲမပြေလဲတော့လဲဟိုလာပြီးတော့ဝေဒါချမ်းလာလေးလည်းစားပေါ့ကိုယ်ကလည်းကိုယ်ပဲဒီလိုရှားခွေးစားတာလေးလည်းစားပေါ့ဒီသာရောင်းချစားပေါ့အဲ့လိုပဲလေဖို့စားအဲ့လိုမျိုးမျိုးမျိုးလောက်ကင်စားရတာပေါ့နော် ဒီရက်ကွက်ကမရှိရောက်ဆိုတာရသလောက်ကိုဟိုမှာတောင်လမ်းမှာကျတော့လဲကြက်တယ်လေသူကဒီနေရာခက်ခက်ပေါ့အဲ့လိုလဲရှိရဒီလုံးလုံးရေအများကြီးဖြစ်လာခဲ့ရင်တော့ဒီဖျားမှာပဲစုနေရမှာပေါ့အဲ့တော့တနေ့တစ်ခါတနေ့တစ်ခါဆိုလို့ပေါ့ဟိုကပုံမှန်ကြီးနေကြပြင်နေတော့ဒုက္ခရောက်တဲ့ချိန်လဲရောက်ပေါ့မရောက်တဲ့ချိန်ကျတော့လဲဒီလိုပဲရှားဝေးစားတော့လောက်ကြခင်ဗျာကူရိုက်ဖြစ်လာတယ်ကအခုကိစ္စနဲ့ပတ်သက်ပြီးအရေးပေါ်ဆက်ကော်မတီဆက်တခုဖွဲ့စည်းပြီး အဓိကရေကြီးနေမြုပ်တဲ့နေရာ16နေရာကိုဌာနဆိုင်ရာအကြီးအကဲတယောက်စီကိုအချိန်နဲ့အမျှတာဝန်ခွဲဝယ်ယူပေးပြီးဆောင်ရွက်စီပါတယ်။ကျန်းမာရေးကိစ္စ၊ဘေးကင်းလုံခြုံရေးကိစ္စ၊စားဝတ်နေရေးကိစ္စ၊မိုးလေဝသကိစ္စတွေစတာတွေကိုဌာနဆိုင်ရာအလိုက်တာဝန်ပေးထားတယ်လို့တာဝန်ရှိသူယောက်ကဆိုပါတယ်။ဘာဝဘေးအန္တရာယ်မကျခင်ကနေကမိမိဝတာကထုတ်ပြန်တဲ့တင်းတွေကိုပြည်သူလူထုကိုချပြအစင်လိုက်အစင်လိုက်ပေါ့အနီရောက်ဆိုအနီရောက်အမျိုးရောက်ဆိုအမျိုးရောက်အဝါရောက်ဆိုအဝါရောက်အစင်လိုက်ပြည်သူလူထုကို ေးကင်းအောင်ဖြေကြောင်းဖို့အတွက်နေရာရှာထားနောက်တတိယအချင်းကတော့ဒီအဲနေရာရှာပြီးလို့ရှိရင်ဟိုပါပေါ့ဒီလူလူကကိုအားကိုကိုနဲ့သင်တာဒါမှမဟုတ်ရှိရင်ဌာနဆိုင်ရာဝိုင်းကိုပြေးရမလားတပ်တော်သားတွေကိုကူပေးရမလားအဲ့ဒီကြောင်းမှုအတွက်စီစဉ်ပေးရတာပေါ့ကျွန်တော်တို့ brown new နဲ့ဒီနေ့ကတော့အစင်လာချီလာဆိုတော့ဟိုပါပေါ့တနိုင်လေးတွေပဲသူကလည်းသူရှေ့သွားတာပါထုံးပုံမျိုးမှာရက်ွက်ကြီး6ရက်ွက်ကတော့အဓိကရေးနှစ်မြုပ်နေတယ်အင်ဂျီပေါ့285အိ ရင်းနှစ်မြုပ်နေတယ်လို့ဒီမှာရှိတဲ့တာဝန်ရှိသူတွေရဲ့စီးရင်ရသိရပါတယ်။သူတို့ယာယီအဖြစ်သက်မှာဖြစ်တဲ့ဒုက္ခတဲ့စကန်၄ခုမှာသူတို့သွားရောက်နေထိုင်တာကိုတွေ့ရပါတယ်။တချို့တွေဆိုလို့ရှိရင်တော့ခြေတန်းရှိအိမ်နဲ့နေနေတာကိုတွေ့ရပါတယ်။ခြေတန်းရှိအိမ်နဲ့နေရပါမယ်လေသူတို့ကလေးတွေတက်ကြီးရွယ်တွေရှိတဲ့အတွက်ကိုသွားရင်းလာရင်မမကြီးမချမ်းကြီးတော်တော်ဒုက္ခရောက်နေတာကိုတွေ့ရပါတယ်။စောင်းပင်နေရအစအခုချိန်ထိတော့ကုညီကယ်ဆယ်ရေးဖွဲ့တွေရောက်လာတာမရှိသေးပါဘူး။ကျွန်တော်မင်းညို့ထုံးပုံမျိုးကနေတည်းတင်ဆက်နေတာပါ။